ျမတို့အဖို့ပေါ့နော်ဒါဝေဘီနာလေးမစတင်ခင်မှာဒါကျမတို့ရဲ့ president ဆရာဦးသိန်းစိုးကို opening speech အနေနဲ့ပေါ့နော်အခုအမှစကားလေးပြောကြပေးဖို့ထပ်မံပြီးတော့ဖိတ်ခေါ်လိုက်ပြန်ပြီရှင်ဟုတ်တရားဦးသထမင်္ဂလာညနေပါတယောက်လာကြတဲ့တက္ကသိုလ်တကြီးတဲ့ canvas ရဲ့ဆရာကြီးဆရာမကြီးတွေအားလုံးကိုပြင်ပကနေပြီးတော့ပေါ်တော့ဒီဘာသာရက်ဒီကောင်းစင်ကိုစိတ်ဝင်စားပြီးတော့တယောက်ပြီးတော့နှောက်ထောင်ကြမဲ့သူတွေအားလုံးကို တက္ကသိုလ်ရဲ့ MBA BBA .BBA ကျောင်းသားကျောင်းသူတွေအားလုံးကိုပြီးရင်ကျွန်တော်တို့ရဲ့ graduated alumni တွေနော်အားလုံးကိုပြန်လည်ကျေးဇူးပါတယ်ဒီတက္ကသိုလ် digital canvas ရဲ့ပေါ့နော်ခုနပြောရဲ့ new organization ဖြစ်တဲ့တက္ကသိုလ် PDC ကနေပြီးတော့အခုလိုမျိုး knowledge sharing webinar တွေဟာတလားတစ်ချိန်ကျွန်တော်တို့တောက်လျှောက်လုပ်နေတာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဟိုရွေတာကတော့ပေါ့နော်ဒီလိုမျိုး ခက်ခဲနေတဲ့အခြေအနေမှာကျွန်တော်တို့လုံလက်စအလုပ်တွေရထားလို့မရဘူးဒါအပြင်ကျွန်တော်တို့ကပေါ့နော်အအသစ်တွေလည်းလေးလာသိယူလေးရတယ်အဲ့တော့မြန်မာပြည်ထဲမှာလည်းဒါ resource person တွေဟာရှားသွားပြီမြဲလည်းရှိနေစေဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကရှေ့လူကနေနောက်လူကိုဒါမျှဝေရမယ် lesson gain ခေါ်ရမယ်ဆိုတော့ဒီရွေချမ်းတွေလည်းဒါတက်ကလို့ရဲ့ professional development center ဆိုတာ ကျွန်တော်တို့ဝေးဖွားခဲ့တာဖြစ်ပါတယ်ပေါ့နော်အဲဒီညကတော့ကျွန်တော်တို့ကဒီမတူညီတဲ့ခေါင်းစဉ်တစ်ခုနဲ့ပေါ့နော်မြန်မာပြည်မှာဒီ stock exchange ဆိုတာကဒါ imagine business တစ်ခုပဲရှိနေသေးတယ်ပေါ့နော်ဒါပေမဲ့လည်းနောက်လာမယ့်9နှစ်နောက်လာမယ့်စသစ်တွေမှာ stock share ဈေးကွက်ကဘယ်လိုပြောင်းလဲလာမလဲဆိုတာလည်းသိတယ်လို့ကျွန်တော်တို့ economic တိုင်းပြည်တစ်ခုရဲ့ economic ပေါ့ ဒီဟာကိုဘလော့တီ group တလေဘလော့တီ deployment ဖြစ်လာတယ်ဆိုတဲ့အခါမှာတိုက်နေတဲ့စီမှာလေ stop in chain ဒီဟာအရေးပါတယ်ဆိုတာလေးကိုသိစေချင်လို့ကျွန်တော်ကဆရာကိုတဲ့ဟူးကိုတကူတကားနဲ့ဒီညကိုလေးအတွက်ဖိတ်ခဲ့တာဖြစ်ပါတယ်တကယ်တော့ကျွန်တော်နဲ့ဆရာကိုတဲ့တူဆိုတာနော်လွန်ခဲ့တဲ့9နှစ်လောက်တည်းကဒါကျွန်တော်တို့သိခဲ့တယ်ကျွန်တော်စီဝါရေးတက်ကြလို့တဲ့မှာမာစာတက်နေစဉ်ကာလတောက်လျှောက်ပြီးတဲ့အခါမှာကျွန်တော်တို့ပေါ့နော်တခြားသော development လုပ်ငန်းလေးတွေကိုလက်တွဲတဲ့အခါမှာတောက်လျှောက်လာတိခဲ့တာဖြစ်ပါတယ်အဲ့တော့ဟာကတဲ့သူလေပေါ့နော်ဒီနေ့ညလာတဲ့သူတွေထဲမှာအများစုကတိကောင်းတိပိသားဖြစ်ပါလိမ့်မယ်သို့တော်လည်းဒါကတော့ပွဲတစ်ခုရဲ့ဒါတပါစင်ပေါ့နော်ကျွန်တော်ပြောလို့ပြီးလို့ရှိရင်ဒီ MCE ဘုကနေပြီးတော့ဆရာတက်ထွန်းကြီးရဲ့ biography လေးကိုလည်းသူတင်ပြပေးသွားပါမယ်ပေါ့နော်ပြီးတဲ့အခါမှာကျွန်တော်တို့တွေကဆရာတက်ထွန်းကြီးက share မဲ့ နော်ဒီ economics တခုကိုညှိုးဆိုတဲ့ economic development တခုကိုဒီ stock exchange ကဘာတွေပြောပြပေးနေလဲ stock exchange နဲ့တိုင်းပြည်တခုရဲ့ development economic development ပေါ့နော်ဒါကြီးကဘယ်လိုသက်ဆိုင်လဲဆိုတာဆရာအဓိကထားပြောမှမလို့လေကျွန်တော်တို့ညွှန်နေထားတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ဒီညတဝကြီးနားထောင်ကြရအောင်ကျွန်တော် MC ကိုဖလိုလေးပြန်လှည့်ပေးပါတယ်ကျေးဇူးပါ ဟုတ်ကဲ့ပါအခုလိုအမှားစကားလေးပြောကြပေးတဲ့ဆရာကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ရှင်။အဲဒါဆိုလို့ရှိရင်တော့ဒီမားတို့ပေါ့နော် webinar လေးလည်းစတင်တော့မှာဖြစ်တဲ့အတွက်မစတင်ခင်မှာဒါကျမတို့ဒီနေ့ဟောပြောပေးသားမယ်ဆရာဦးတက်ထွန်းဦးရဲ့ biography လေးကိုအဲကျမအနေနဲ့အကျဉ်းဆုံးလေးတင်ပြခွင့်လေးပြုပါရှင်။ဟုတ်ကဲ့ဆရာရိုသေးစားနဲ့ခွင့်တောင်းပါတယ်ရှင်။အဲဒီနေ့ပေါ့နော်အဲကျမတို့ကိုဟောပြောပေးသားမယ်ဆရာဦးတက်ထွန်းဦးကတော့ဒီနေ့ပေါ့နော်အဲဆရာကအတွေ့အကြုံရှိအဝိုင်းစီးပွားရေးနဲ့ stock market ဆိုင်ရာဒါထူး ွင်ပညာရှင်တဦးပဲဖြစ်ပါတယ်။အာဆရာဟာရန်ကုန်စီးပွားရေးတက္ကသိုလ်ကနေပြီးတော့စီးပွားရေးဘွဲ့ကို1984ခုနှစ်မှာရရှိခဲ့တာဖြစ်ပါတယ်။အာဆရာကအဲ့ဒီအပြင်ကွန်ပျူတာတက္ကသိုလ်ကနေပြီးတော့ post graduate diploma in computer science ကိုလည်း1998ခုနှစ်မှာရရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ဒါရန်ကုန်စီးပွားရေးတက္ကသိုလ်ကနေ Master of Development Study ဘွဲ့ကို2009ခုနှစ်မှာထပ်မံရရှိခဲ့ရလည်းဖြစ်ပါတယ်ရှင်။အာလုပ်ငန်းမဆိုင်ရာတွေ့ကြုံတွေမှာဆိုလို့ရှိရင်လည်းဆရာက1985ခုနှစ်ကတည်းကစတင်ပြီး ရောဒါစည်ရင်စစ်ချုပ်ရောအပြီးအမျိုးသားစီမံကိန်းနဲ့စီးပွားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနဒါမြန်မာစီးပွားရေးဘဏ်နဲ့မြန်မာငွေချေးတက်တီကံလက်မှတ်များဗဟုဌာန MSEC တို့မှာတာဝန်ထမ်းဆောင်ခဲ့ရလည်းဖြစ်ပါတယ်။အာ2015ခုနှစ်နိုဝင်ဘာလစတင်ပြီးရောရန်ကုန် Stock Exchange Wire Safe မှာပေါ့နော်။အာအမှုဆောင်ကြီးတန်းမန်နေဂျာအဖြစ်နဲ့တာဝန်ယူဆောင်ရခဲ့ရဖြစ်ပါတယ်။အဲအဓိကနေပြီးတော့မှ2024ခုနှစ်ဂျွန်လကနေစပြီးရောအခုလက်ရှိအချိန်ထိလည်း CB Security မှာဒါလက်ထောက်ရင်းကြားရမှုပေါ့နော်။ Deputy Manager ရိုက်တာအဖြစ်နဲ့အာလုတ်ကိုင်းနေလျက်ရှိပါတယ်။အာဆရာဆိုလို့ရှိရင်တော့ဒါအဲ့ဒီအပြင်ဒီလိုမျိုးပေါ့နော်အောင်မြင်မှုတွေအပြင်ကိုမှဒါ economic and stock exchange ဆိုင်ရာဘောက်ပါများစွာနဲ့စာအုပ်ပေါင်းဆယ်အုပ်အထိကိုလည်းဒါရေးသားထုတ်ဝေခဲ့ရလည်းဖြစ်ပါတယ်။အာဆရာရဲ့ငွေကြေးနဲ့ယင်းနှိမ့်နှံမှုကိုနားလည်ခြင်းဒါ2012ခုနှစ်နဲ့မြမစီပွားရေးဖွံ့ဖြိုးတိုးတက်မှုဘာသာပြန်2015စာအုပ်တရားဆိုလို့ရှိရင်ဒါ Thon Foundation ရဲ့စာပေစုတွေကိုလည်းရရှိခဲ့ပါသေးတယ်။အဲဆရာအခုလိုမျိုးပေါ့နော်ငွေကြေးဈေးကွက်နဲ့ယင်းနှိမ့်နှံမှုနယ်ပယ်မှာအရေးပါတဲ့အသ ိပညာတွေကိုအတွေ့အကြုံတွေမျှဝေနေတဲ့ sharing တွေလုပ်ပေးနေရဆိုတော့ဒီနေရာကနေပဲအားလုံးရဲ့ပူဇော်တာကျေးဇူးတင်ကြောင်းနဲ့လေးစားကားရပါလေးပြုလိုက်ပါရရှင်ဆရာအခုလိုမျိုးဒါအချိန်လေးပေါ့နော်ညီမအနေနဲ့ intro လေးယူတာလည်းများသွားပြီဆိုတော့ဒီနေ့ရဲ့တမိုးရှိရဲ့အချိန်လေးကိုအမြန်ဆုံးစတင်နိုင်ဖို့ဒီနေ့ရဲ့အဓိကကြတဲ့ဆရာဦးတက်ထုံးကိုဒီနေရာကနေလေးစားစွာနဲ့ဖိတ်ခေါ်ပါရရှင်ဆရာကျေးဇူးတင်ပါတယ်မကြီးမိုးရေဟုတ်ကဲ့ပါဆရာဟုတ်မိတ်ဆက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် နော်ဖိုင်လေးဖိုင်လေးမြင်ရပါလားညာမြင်ရပါတယ်ရှင်ဆရာဟုတ်အတန်ရောကျွန်တော်အတန်ရောကောင်းမွန်စွာတားရပါတယ်ဆရာโอเคအားလုံးဆောင်းပါ Okay uh thank you again မအီမိုရေအဲ့တော့ဒီနေ့ကျွန်တော်ဒီ Tech to Digital Campus ပေါ့နော်အဲ့ဒီ Campus ရဲ့ Professional Development Center အနေနဲ့တာဝန်ကျင်းပတဲ့ webinar ကိုကြွားလာတဲ့သူအားလုံးကိုမင်္ဂလာပါလို့နှုတ်ဆက်တာအပ်ပါတယ်အဲ့ဒီ ဒီနေ့ပေါ့နော်တံပိုးရှိလာတဲ့တရား Good Friday ပေါ့ Good Friday နေ့လေးကိုကျွန်တော်အချိန်ပေးတဲ့အတွက်ဒီနေ့တက်ရောက်လာတဲ့တင်နန်းသား sorry တင်နန်းကျွန်တော်တင်နန်းပိုးချတာများတင်နန်းသားပြောအဲကြောလာတဲ့ participant အားလုံးကိုဟောဒီနေ့တရားလောက်တက်တယ်ဆိုတော့တော်တော်လေးကိုအားရစရာကောင်းပါတယ်တော်နေနေပြောရလဲအားရှိပါအဲတော့ဒီ webinar လေးစီစဉ်ပေးတဲ့ဒီတက္ကသိုလ် digital campus ကဆရာဦးသိန်းစိုးပေါ့နော် president ဆရာဦးသိန်းစိုးနဲ့ဒီကနဒီအကြောင်းက ဒီတာဝန်ရှိတဲ့သူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။ဒီနေ့ဟောပြောဆွေးနွေးမဲ့ခေါင်းစဉ်ကတော့ how stock market tells the economy ပေါ့နော်။တော်စီကွက်ကဒါစီးပွားရေးကိုဘယ်လိုဟိုပြောနေလဲပေါ့နော်။ဘယ်လို interpret လုပ်နေလဲဆိုတော့ခေါင်းစဉ်လေးနဲ့ကျွန်တော်ဟောပြောပို့ချမှာဖြစ်ပါတယ်။အဲ့တော့အားလုံးသိတဲ့အတိုင်းပဲအခုတနေ့နေ့ကတော့အာကဘာကြီးမှာတကယ်ကိုနော်လှုပ်လှုပ်ရှားရှား တကယ်ကိုဖြစ်ဆုံးနှစ်တယ်လို့ပြောလို့ရပါတယ်နော်အဲ့တော့လောက်ခမှုတွေများတယ်ကောင်းတယ်ရောဆိုးတာရောနော်အဲ့တော့အားလုံးသိတဲ့အတိုင်းပဲရုရှားယူကရိန်းစစ်ပွဲတွေဖြစ်တယ်မစ္စတာဒေါ်နယ်ထရန့်ရဲ့အာသမရမဖြစ်မီနောက်ဖြစ်ပြီးတဲ့အခြေအနေတွေနော်အဲ့ဒါလည်းတော်တော်လေးကိုရိုက်ခတ်တယ်ပေါ့နော်နောက်တစ်ခါအစ္စရေးနဲ့ပါလက်စတိုင်းနောက်တစ်ခါအစ္စရေးနဲ့အီရန်စစ်ပွဲတွေဖြစ်တယ်နော်အိန္ဒိယပါကစ္စတန် ငါလည်းကြားမှာဖြစ်လိုက်သေးတယ်နော်နောက်တစ်ခါဒေါ်နယ်ထရန့်သမရဖြစ်ပြီးတော့တစ်ခါသူ့ရဲ့ဒါသုံးဆောင်တိုင်းပေါ့နော်ဒီတက်ဂရေးရှင်းကိုသူကလက်နဲ့ဖြစ်နေအသုံးချပြီးတော့အဲသူ့ရဲ့စီဝိုင်းမူဝါဒတွေကိုအဲတိုင်တွေ့တယ်တိုင်တွေ့တာအဓိကတော့တရုတ်နဲ့ပေါ့နော်တရုတ်နဲ့တစ်ခါရိုးနဲ့တစ်ခါ trade war ပုံသွဲစစ်ပွဲတွေလည်းဖြစ်တယ်နော်အဲဒါတွေကတိုင်းပြည်ရဲ့စီဝိုင်းတွေတော်စီကွက်တွေကိုအကြီးအကျယ်တာကျွန်တော်ရိုက်ခတ်ကြည့်တာပဲဖြစ်ပါတယ်နော် အဲ့တော့ export တွေ import တွေထိခိုက်တယ် supply chain ကြီးတစ်ခုလုံးကျွန်တော်တို့ထိခိုက်တယ်အနောက်ချက်ဖြစ်တယ်နော်ရွှေဈေးငွေဈေးဒေါ်လာဈေးရင်းနှံဈေးဒါတွေကိုရိုက်ခတ်တာပေါ့နော်အဲ့တော့အဲ့လိုရိုက်ခတ်တဲ့အခါမှာနော်ကျွန်တော်တို့ဒီ stock ဈေးကွက်ကိုဘယ်လိုအကျိုးတက်ရောက်မှုရှိလဲ stock ဈေးကွက်ကဘယ်လို indicator တွေနဲ့ကျွန်တော်ပြန်ပြီးတော့ပြောသလဲနော်သူ့ဘက်က ျွန်တော်ဘလို့အခြေအနေကိုတွားပြီးတော့တွေးရှိရတယ်ဒါတွေကိုကျွန်တော်ဒီနေ့ဆွေးနွေးတော့ဆွေးနွေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီအဓိကတော့ကျွန်တော်ဒီနေ့စမှာတော့ဘာရိုမီတာပေါ့ဘာရိုမီတာဆိုတော့ဒါဒါအခြားတိုင်းနဲ့အရိယာပေါ့နော်အဲ့တော့ဒီဘာရိုမီတာဆိုရက်ဟာလေးနဲ့စလိုက်ရအောင်နော်အဲ့တော့ astrology web ဆိုတာကျွန်တော်ဒီမှာကျွန်တော်ပြောထားတဲ့အတိုင်းပဲเนาะ barometer တစ်ချောင်းနဲ့ ရှင်းတူပါတယ်เนาะဒီဘာရိုမီတာကဘာကိုတိုင်းလဲဆိုတော့ကျွန်တော်လူနာကိုတိုင်းတာမဟုတ်ပါဘူးနိုင်ငံတစ်ခုရဲ့ကျန်းမာရေးကိုတိုင်းတဲ့ဘာရိုမီတာဖြစ်ပါတယ်เนาะဒီဘာရိုမီတာเนาะဘယ်လိုအခြေအနေမျိုးမှာတိုင်းတာလဲเนาะဘယ်လိုအခြေအနေမျိုးမှာတိုင်းတိုင်းတာလဲဆိုတော့ဒါလူတာမန်လူနာဆိုတော့ဒါဘာရိုမီတာနဲ့တိုင်းလိုက်ရင်ဒါဂရားတိုင်းမှာเนาะ98 99 100 101 100နဲ့ပေါ့เนาะ အဲအပူချိန်တွေတက်လာပြီဆိုတော့ဒီလူကနော်တရားတတရားနေဆိုတော့ဒီလူကိုဆေးုံပိုးရမှာပေါ့နော်အဲသူ့ကိုပူရအောင်ပေါ့ပူစားရအောင်ဆိုတော့အနေထားတွေတွေ့ရမှာဖြစ်ပါတယ်ဒီမှာကြောက်လဲဒီဘာရိုမီတာပေါ်ပြရနော်ဒီဘာရိုမီတာကြီးကနေပြီးတော့ဒါနော်တိုင်းလိုက်တယ်တိုင်းလိုက်တဲ့ခါမှာတိုင်းပြည်ရဲ့ economic health ကိုကျွန်တော်တိုင်းကြည့်လိုက်တယ်တိုင်းကြည့်လိုက်တဲ့ခါမှာနော်ဘယ်လိုအနေထားတွေဖြစ်နေတော့ဘယ်လိုကုစားရရမလဲနော်ဒါတွေကိုကျွန်တော်တို့က ဒီကုစားတဲ့နီလာနေနဲ့ကျွန်တော်ကဆောင်ရကြရပေါ့เนาะအဲ့တော့ဒီဘာရိုမီတာမှာကျွန်တော်ကဒီဥမာဖျားဒီဂရီတက်နေတယ်ပေါ့เนาะအဲ့တော့ဘာလို့တက်ရတာလဲเนาะဒီစီပွားရေးเนาะစီပွားရေးတိုင်းပြည်စီပွားရေးတိုင်းတဲ့ခါမှာလဲကျွန်တော်ဒီ stock network ဘက်ကနေပြီးတော့ဘာရိုမီတာနဲ့တိုင်းတဲ့ခါမှာဘာတွေဖြစ်သွားတာလဲเนาะဘယ်လိုအခြေအနေကြောင့်ဒီလိုဖြစ်သွားတာလဲဆိုတော့ကျွန်တော်ကတိဖို့လိုပါတယ်เนาะအဓိကအရှင်းတော့ ဘဒုကစလဲဆိုတော့ investor များပေါ့နော် investor တွေတယောက်တည်းမဟုတ် investor အများရဲ့အစုအဝေးပေါ့နော်ဒီ collective ပေါ့ဒီ investor အစုအဝေးကြီးရဲ့ယင်ထဲကနေဖြစ်ပေါ်လာတဲ့ company နဲ့နိုင်ငံရဲ့စီးပွားရေးပေါ့မျှော်လင့်ချက်ပေါ့နော် expectation ပေါ့ဒီဒီမျှော်လင့်ချက်တွေပေါ်မှာကျွန်တော်တုံ့ပြန်မှုပေါ့ဟိုဒီတုံ့ပြန်မှုဟာတိုင်းပြည်ရဲ့စီးပွားရေးပေါ်မှာဈေးကွက်ပေါ်မှာ ဘယ်လိုရိုက်ခတ်တယ်ဆိုတော့ကျွန်တော်က store ဈေးကွက်ကနေပြီးတော့တိုင်းတာပေးတာဖြစ်ပါတယ်ဒီ store ဈေးကွက်ရဲ့ performance ကိုဒီကျွန်တော် analyze လုပ်ရင်းလုပ်ရင်းကနေပြီးတော့နိုင်ငံစီးပွားရေးပေါ်မှာကျွန်တော်ကဒါအဖို့တန်တဲ့အတိအမြင်တွေရရှိလာမှာဖြစ်ပါတယ်ရရှိလာပြီးတော့ဒီမှန်ကန်တဲ့ဈေးနှုန်း price discovery ဆိုတာကိုကျွန်တော်ရရှိလာမှာဖြစ်ပါတယ်အဲ့တော့ဒီ store ဈေးကွက်ရဲ့ဒီ စွမ်းဆောင်ရေးပေါ့နော် performance performance တခုကကျွန်တော်ဘန်ဒါရေးဈေးကွက်ပေါ့နော်ငွေကြေးဈေးကွက်တည်ငြိမ်ရေးအတွက်လည်းအဓိကအရေးကြီးတဲ့အတိုင်းအတာတခုပဲဖြစ်ပါတယ်အဲ့တော့ဒီတိုင်းပြည်စည်းဝါးရေးကိုတုံ့ပြန်တဲ့ဒီမှန်တစ်ချက်လို့ပဲကျွန်တော်တို့ကယူဆနိုင်တဲ့အပြင်ကိုယင်းနှမြုံနံသူတွေယုံကြည်မှုဒီဈေးကွက်ပေါ်မှာဘယ်လောက်ရှိလဲတိုင်းပြည်စည်းဝါးပေါ်မှာ investor တွေယုံကြည်မှုကဘယ်လောက်ရှိလဲဆိုတော့တိုင်းတာတာပဲဖြစ်ပါတယ်ဒါကြောင့် stock market ဟာတိုင်းပြည်ရဲ့စီးပွားရေးတစ်ခုကိုတိုင်းတာတဲ့ barometer တစ်ချောင်းပဲဖြစ်ပါတယ်ဆိုရင်ကျွန်တော်တို့ဒါမမပါဘူး